ီဗီဒီယိုတွေကမှကတော့သူ့ရဲ့ KB တွေကငွေ330ပျောက်သွားတယ်လို့ပြောထားပါတယ်။ဘာအဝင်ထွက်မှမရှိပဲပျောက်သွားတာလို့ပြောထားတာပါ။ဒါဆိုရင်ဒီအမပြောတာလေးတွေကိုနားထောင်ကြည့်လိုက်ရအောင်ပါ။သူများတွေ KB တဲကနေပတ်စံတွေပြုတ်တယ်ပြုတ်တယ်ဆိုတော့ post တွေကိုလေ post 100လောက်မကောက်ကျွန်မတွေ့ဘူးလေဒါပေမဲ့ကျွန်မအလှတော့အဲ့လိုမျိုးမရောက်တော့ဘူးထင်တာပေါ့နော်မထင်တာထင်တာအော်ငါအလှတော့မရောက်တော့ပါဘူးပေါ့ဒီလောက် KB Z သုံးတဲ့လူတွေအများကြီးတဲမှာမှာငါအလှလောက်တော့ပတ်စံမပြောက်လောက်တော့ပါဘူးပေါ့ င်တာမဟုတ်ကိုယ့်လည်းမရောက်သေးတာပဲရှိရဲ့ KBZ ဘေးသုံးတဲ့လူတိုင်းဖြစ်နိုင်ဖြစ်နိုင်တယ်ပေါ့နော်ကျွန်မလည်းဖြစ်သွားရင်တော့ကျွန်မလည်းမရောက်တော့ဘူးထင်တာအခုကျွန်မခံလိုက်ရပြီသိန်း30လောက်ပါသွားပြီပေါ့နော်ဆိုတော့ KBZ သုံးတဲ့လူတွေဆိုလို့ရှိရင်သတိထားကြပါလို့ KB သုံးတဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်ကျမက online business လုပ်တဲ့လူတယောက်ဖြစ်တဲ့အတွက်ကျမရဲ့ KB ထဲမှာနေစဉ်ဝင်ငွေရှိတယ် အရင်ကကျမ၄သိန်း၄သိန်းအမြဲတမ်းကွာတယ်စရင်ချုပ်လိုက်တယ်ဆိုလို့ဒါပေမဲ့ကျမကအပြင်သွားရင်လည်းဒီ KB ပဲသုံးတယ် shopping ထွက်ရင်လည်းဒီ KB ပဲသုံးတယ်မုန်းစားရင်လည်းဒီ KB ပဲသုံးတယ် online ကနေပစ္စည်းပေါက်ပန်း၄၀ရေရှောက်ရင်လည်းဒီ KB ပဲသုံးတယ်ဆိုတော့ okay ငါသုံးတာများလို့ပဲ မမှတ်မိလို့ပဲဒီ KB ကကွာတာပေါ့အဲ့လိုထင်တာမဟုတ်ဘူးတပတ်ကျော်နှစ်ပတ်လောက်အတွင်းမှာကျမရဲ့ KB ကတအားအဝင်နေများပြီးတော့ကျမလည်းအလုံးမအားရနဲ့ဘယ် shopping မှာလည်းမထွက်ဖြစ်လိုက်ဘူးဘယ်ဘယ် online shop မှာလည်းဘာမှလက်သိမ်းရပြီးမမှားလိုက်ရဘူးဘာမှမမှားလိုက်ရဘူးကျမတို့မှာလုံးဝအထွက်မရှိဘူးအထွက်မရှိပဲနဲ့အဝင်နေများတယ်အဲ့တော့ဒီရက်ထက်မှာကျမကမနေရမှာပေါ့နော်စိတ်ရင်းလဲချုပ်လိုက်တော့ကြတော့ကျမ KB ထဲမှာတင်းတုံးစဲလောက်ကွာသွားရောဆိုတော့အဲ့တင်းတုံးစဲကကျမ KB ထဲကနေပြီး6လောက်ပေါက်ပြီးတော့သူ့အလူထွက်သွားတာ history လည်းမရှိဘူး transfer လည်းမရှိဘူးဘာ transition မှလည်းမကြံခဲ့ပဲနဲ့ဘာချီရလက်ရမှမကြံခဲ့ပဲနဲ့အဆန်ပြောက်သွားဆိုတော့အရန်လေးထူဆန်းမနေဘူးလားတွန်းကျင်ကြရအောင်နော်ဒီလိုမျိုး GB တွေကငွေပြောက်တဲ့ကိစ္စတွေကမကြခဏတလို့ဖြစ်နေကြတာပါငွေဝင်ထွက်နေတဲ့သူတွေကတော့ဘာမှကိစ္စမရှိပါဘူးဒါပေမဲ့များတဲ့လူတွေကကြတော့တေချာလေးစိတ်စ်အစ်တက်မှာတယ်ဗျ ညလှူလိုက်လေလို့သဘောထားလိုက်တယ်။ကျမလှူလေလို့မတော်မမထားဘူး။ကျမလှူလာခဲ့တဲ့အခုချိန်ထိပတ်စံသိမ်းရချီအထက်မှာရှိရယ်။ကျမလှူခဲ့တဲ့အလှူကျမအသက်ရွယ်နဲ့ကျမလှူခဲ့တဲ့အလှူတွေကတစ်နှစ်မှာနည်းတဲ့အလှူတွေမဟုတ်ဘူး။ဆိုတော့ကျမလှူခဲ့တဲ့အလှူနဲ့ကျမချိန်နဲ့လက်နဲ့လှူခဲ့တဲ့ဆိုကျမရေစက်တန်းကြ။ဒီနေ့အခုရေငလင်းပေးပဲလူလူရေးပေးပဲလူလူလှူလိုက်ပြီဆိုတာနဲ့ကျမညကြဖျားရှိခိုးတာနဲ့ရေစက်ချပြီးသားအမြဝေးပြီးသားဒါမှအခုကျမရဲ့ပတ်စံကျမခြေနဲ့လှူလိုက်တာလည်းမဟုတ်ဘူးလှူလာလို့လည်းမဟုတ်ဘူးကျမအခိုးခံရမတမာတဲ့နီးနေခိုးခံရ ဆိုတော့ကျမရေစက်လုံးဝမချဘူး။နောက်ဘဝကျမပတ်စံကိုယူတဲ့သူကဂျွန်ဖြစ်ကျမဂျွန်ဖြစ်ကိုဖြစ်ရမယ်။ကျမလုံးဝရေစက်ချမပေးနိုင်ဘူး။ဒါတောင်းဝင်ယူမှုတောင်းဝင်ခံမှုမှလည်းမရှိဘူး။ကျမလည်းတော့တော့တော့သူတို့ပြောတဲ့လောက်ပေါ့နော်အကြံပေးတဲ့လောက်ကျမလည်းလုံးပြီးသွားပြီ။မရဘူး။ဆိုတော့ကေပေးသုံးတဲ့သူတွေကိုကိစ္စကိုသတိထားကြငွေလက်ကြံကိုမတ်ကြံငွေဝင်ကိုမတ်ကြံအကိုကြီးအကိုပြောတာဆမ်သီးတော့ဆမ်သီးပဲပေါ့နော် ဆိုတော့ဖြစ်နိုင်တယ်ဆိုတော့ကျွန်မဒီ KP နဲ့ပတ်သက်ပြီးတော့ပြောချင်တာကဒါနောက်ဆုံးဗီဒီယိုပါအာဘာလဲဆိုတော့ကျွန်မရဲ့ဗီဒီယိုအောက်မှာကျွန်မလိုခမ်းတဲ့လူအများကြီးပဲရှိရယ်ဆိုတော့အဲ့မှာအကောင့်တစ်ခေါက်ကနေပြီးသူကသူ KP ဝင်နေမှာဆိုပြီးတော့ data ချက်လက်တွေလိုက်တောင်းနေရပေါ့နော်ဆိုတော့မပေးကြပါနဲ့လို့အကောင့်ကြည့်ကြလိုက်အလိမ့်နေတာနော်ဆိုတော့မပေးကြပါနဲ့နောက်တစ်ချက်ကဘာလဲဆိုတော့လေ ညံ့လို့သုံးတာတဲ့ကေပေးဟိုတဲ့သူများရဲ့ dialogue ခံနေရတော့ဘာဖြစ်လဲညံ့ဖြစ်တယ်ဆိုပြီးပတ်စံအများကြီးဘာဖြစ်လို့ထားရလဲဟုတ်ကဲ့ကျမလည်းကျမရှာထားတဲ့ပတ်စံကိုမထားချင်ပါဘူးရှင်ဘာဖြစ်လို့လဲဆိုကျမဒီရဲထားမှာအထယ်ဆက်ယုံငွေချေစရာရှိတဲ့အတွက်ကျမကေပေးကိုကျမ item လိုက်တာဘန်နာကိုပြောင်းမယ်ဆိုလို့ရှင်လဲတနေ့ကို30ပဲတောင်းရရဲ30ထက်ပိုလဲဆိုလို့ရှင်ချက်ချက်ကတစ်ထောင်ကပေးရမှာရေပြောဝင်ထုတ်လိုက်တွင်းလဲထုတ်လိုက်တွင်းလဲနဲ့ချက်ချက်လဲနေတယ်ကျမကအိုက်တိုင်းထားလိုက်မိတာပါရှင် နော်စည်းစနာနဲ့ပြောတာကိုလဲနားလဲပါတယ်ကြီးစုလေးတမတယ်လို့နော်ကိုမခံရဘူးပဲနဲ့သူများကိုကိုချင်းမစာမပြောနဲ့ ိုခန်းကမှအမှင်ကျမပြောပြမယ်ကျမအမကိုယ်တိုင်း70သိန်းပါတော့သူကိုယ်တိုင်းသူ history မပြဘဲနဲ့70သိန်းပါလိုက်ဆိုအဲနင်းယူနေလားပေါ့နင်းတော့အသုံးချမ်းလို့မလို့နင်းကိုသုံးတော့ကိုမသိလိုက်တာပေါ့လူများယူသွားတာမဖြစ်နိုင်ဘူးပေါ့ကိုမတည်းလုံးခန်းလာတော့ကျမယုံခဲ့တဲ့သူမဟုတ်ဘူးရှင်နော်ကိုကိုယ်တိုင်းခန်းလာတယ်အခုဒီပေါ့ကျမလိုလူတွေနေမှာပေါ့နော်မယုံကြဘူးဆိုတာဒီကိုလည်းရောက်လာလို့ရှိရင်တော့ ဒီစိတ်သွားမယ်လို့သတိထားကြပါအာသူကဒါစီတနာနဲ့ပြောတာအားလုံးကိုစိတ်ပူပေးတဲ့လူတွေအားလုံးကိုလည်းကျေးဇူးတင်နေအဲတစ်ဖက်တလန်းက negative နဲ့ပြောတဲ့လူတွေဆိုလို့ရှိရင်ဖြူကစိတ်မဆိုးပါဘူးเนาะအားလုံးကိုလည်းချစ်လက်ချစ်တဲ့ခင်လက်ခင်တဲ့ဒါဟာလေဖြူအဲ့ဒီဗီဒီယိုလေးကိုတင်ပြီးတော့ပြောလိုက်တယ်ဆိုတာကလည်းဒီဖြူအဆောက်မတင်ဘူးလေကိုယ့်ဘာသာကိုခံစားရတယ်ခံစားချက်ဒီငိုတဲ့ပုံလေးပဲတင်တာအဲ့ကောင်လေးတော်ကနေပြောသစီမီမာလည်းလာတော့ဆိုတော့တခြားလူတွေလည်းမခံအောင်ပြောပြပါမန်နီမာလည်းတော့အားရလာမှန်ကျွန်မအဲ့နဲ့ပြန်ပြီးပြောပြလိုက်တာပါရှင်ကျွန်မပွဲချခြင်းစိတ်လုံးဝလုံးဝ မရှိပါဘူး။ဒီမှာအေးစစ်စစ်နေရတာအရင်ထိတ်တဲ့ဒူပါရှင်နော်။ဒီနေ့မလဲစပါနဲ့အော်ကျေးဇူးတင်ပါတယ်လို့နော်။ဒီဗီဒီယိုတွေကအမှဆိုရင်လေလွန်ခဲ့တဲ့3လလောက်တုန်းက KPD ကငွေ3000တဲ့ပျောက်ဖူးပါတယ်။အဲ့ဒီဗီဒီယိုလေးကိုလည်းကျွန်တော်ဖွင့်ပြပေးပါအောင်မယ်ဗျ။ဒီနေ့မှာမင်းတို့တွေဖြစ်သွားတဲ့ပြဿနာကမင်းရဲ့ banking account တွေကနေပြီးတော့ banking account တွေကနေပြီးတော့ငွေ350တိတိလုံးဝပြတ်သွားတယ်။ဘာဘာ မမအဝင်ထွက်မရှိဘဲနဲ့ပျောက်သွားတယ်။22ရက်နေ့မှာငွေ300ရှိလို့ညီမဗန်ပိတ်ချိန်3နာရီကျော်မှငွေ300ရှိလို့တိတာနဲ့ချက်ချင်းကြည့်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့အကောင့်ထဲမှာ350လုံးဝမရှိတော့ဘူး။ဘဏ်ကရဲ့ history ထဲမှာလည်းတချောင်းမှဟိုအထွက်မရှိဘဲနဲ့ငွေသားကြီးပဲဒီတိုင်းပျောက်သွားတယ်။ဒါညီမကအများတန်းတုံးပြီးတော့အများတန်းဒီအမောင့်ကိုတိနေတယ်သူမို့လို့လीနော်။ မသိဘူးဆိုရင်ဘယ်လိုလုပ်မလဲမသိတဲ့သူငွေမောက်တစုစုံငွေမောက်အများကြီးထားတဲ့သူဆိုရင်ဒီတိုင်းကြီးပဲဘာ transaction မှမရှိဘဲနဲ့ဒီတိုင်းကြီးပဲငွေပြောက်သွားတယ်ဆိုရင်ဘယ်လိုလုပ်မလဲအဲ့တော့အဲ့လိုတာဝန်ယူမှုတာဝန်ခံမှုမရှိရင်မြန်မာတို့တွေလုပ်ငန်းတွေအနေနဲ့ကအရန်နစ်နာတယ်ဘယ်လိုဆက်ဘယ်လိုလုပ်ပေးမလဲဘယ်လိုတာဝန်ယူပေးမလဲအခုရှိသမျှပေးတွေအကုန်လုံးလည်းလက်ခံပေးထားတယ်အခုအဲ့တော့တကယ်လို့ဒါမြန်မာတို့ကိုဒီအတိုင်းပဲဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိလို့ရှိရင်မြန်မာတို့ဒီနေ့ဒီရက်ဒီအချိန်ကနေစပြီးတော့ KB နဲ့ KBZ banking နဲ့ပတ်သက်လို့ဘာတစ်ခုမှမတုံးဘူးဒီလိုမျိုး KB ပြဿနာတွေကတော့ကျွန်တော်ကတော့တစ်ခါမှမဖြစ်ဘူးပါဘူးကိုယ့်ရဲ့ငွေဝင်ထွက်ကလည်းနဲတာပေါ့ဗျာအဲ့ဒါနဲ့လည်းဆိုင်ပါပါ KB တက်ကပိုက်ဆံတွေပျောက်သွားတယ်ကိုယ့်ပိုက်ဆံတွေထုတ်လည်းမထုတ်ရဘူးဘသူကမှလည်းမလွှဲဘူးအဲ့လိုမျိုးပျောက်သွားတာအတော့ကိုစိုးပါတယ်ဗျာအခုဒီအမားနှစ်ယောက်ရဲ့ဖြစ်စဉ်ကတော့အတူတူပါပဲဒါပေမဲ့ဒီအမားကကြတော့သူပျောက်သွားတဲ့ငွေ300ကိုအစာပိုင်းတော့ကကြတော့မရတော့ဘူးလို့လို့နေပေါ့ဗျာနောက်ပိုင်းကျတော့ပြန်ရတယ်လို့သိရပါတယ် ကေပေးရပြန်ပေးတယ်တဲ့အခုဒီအမကကြတော့သူပျောက်တော့လေတိမ့်သုံးတဲ့ကိုပြန်မရတော့ဘူးလို့သိရပါတယ်အဲ့ဒါကြောင့်မို့ဒီအမအနေနဲ့တကယ်ငွေပျောက်တာဆိုရင်ကေပေးရကလေငွေသူ့အလိုလိုပျောက်တာဆိုရင်ပြန်ရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်မို့ဒီအမလည်းကေပီဇက်ဘဏ်ကိုတေချာလေးတင်ပြပြီးတော့ကိုယ့်ရဲ့ငွေကိုပြန်ယူပါလို့ပြောချင်ပါတယ်ဗျာနော်ဒီကေပေးတဲ့ငွေပျောက်တာကြီးအတူတူကိုဒီအမကကြတော့ပြန်ရတယ်ဆိုလို့ကျွန်တော်အရှင်တွဲပြီးတော့ဖော်ပြပေးတာပါဒါကြောင့်မို့ဒီအမအနေနဲ့လည်းဒီဗီဒီယိုကိုတွေ့တဲ့ဆိုရင်လည်း ရအောင်စူးစမ်းကြည့်ပါဒီမားစီကိုဆက်သွယ်ပြီးတော့ရအောင်ယူကြည့်ပါလို့ပြောချင်ပါတယ်ဒီနေ့ပေါ်လို့ရိုက်နေတယ်ဒီ3ရက်တုန်းမှာပေါ်လို့ရိုက်နေတယ်ကေပေးနဲ့ကေပေးပတ်စံနဲ့ပြောက်လဲဆိုတဲ့အိစားပါဒါလေးတော့ပြောပါနည်းနည်းလေးချက်ပြောပြရစေကေပြဿနာကအခုဒီမားကကျွန်တော်တော့မဖြစ်ဘူးဒါပေမဲ့ဖြစ်တဲ့လူတွေဖြစ်တယ်ကေပေးထဲမှာပတ်စံတွေပြောက်သွားတယ်ကိုပတ်စံတွေဖဲသွားမှမသိကိုလည်းမထုတ်ဘူးသူလည်းကိုလည်းမလွှဲဘူးမလွှဲဘဲနဲ့ကိုပတ်စံတွေကိုအော်တိုလွှဲနေတယ်အော်တိုပြောက်သွားပြီးပတ်စံတွေကိုပတ်စံတွေပြောက်ပေါ်သွားတဲ့ဇလန်တွေအခုဒီဘက်မှာကေပေးသုံးတဲ့လူတွေကြားထဲမှာတချို့တွေမှာဖြစ်နေတယ်လို့ကြားရတယ် ပြည်သူလူထုကတိတုအခက်ခဲသူတကယ်ရင်ဆိုင်လို့သူပြောတဲ့ခါမှာမမမမဆက်ဆံတာမျိုးသို့မဟုတ်ဟိုမချိမငန်းဟိုဂရုမစိုက်တယ်လို့ပုံစံဆက်ဆံတာမျိုးဆိုတာလည်းဒါရိုင်းရကြပါတယ်အဲ့တော့ဖွဲ့စည်းရဲ့အနေနဲ့သက်ဆိုင်ရာပုံကိုယ်တွေဖွဲ့စည်းရဲ့အနေနဲ့လည်းဘာပြောအများပြည်သူနဲ့ဆက်ဆံရတဲ့အလုပ်ကိုမှတတိထားဖို့လိုပါတယ်ပြည်သူလူထုဆိုတာယုံကြည်လို့ကိုယ့်ပစံအနံထားတာဖြစ်တယ်ယုံကြည်မှုကိုအလဲသုံးစားလုပ်တယ်လို့ခံစားရတဲ့နေ့တစ်နေ့ရောက်ရင်အဲ့ဒီဖွဲ့စည်းရပြိုကျပျက်စီးတတ်တယ်အဲ့ကြောင့်ဘာပြောအဲ့ဒီဖွဲ့စည်းအနေနဲ့လည်းသက်ဆိုင်ရာဖွဲ့စည်းအနေနဲ့လည်း မစော်ကားတာကောင်းပါလေပြည်သူလူထုမှာဟိုမတိမရည်ရွယ်ဖြစ်စေရည်ရွယ်ဖြစ်စေမစော်ကားမိတာအကောင်းဆုံးပါဗရီယိုလေးကတော့ဒီလောက်ပါပဲဗျအဆုံးလေးကြီးပေးသွားတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးတင်ပါတယ်